ဂျပန်တပ်သူအရေးပြားတွေစူးစောင်းခဲ့တဲ့ဆရာဝန်သူ့နာမည်ကဖူကိုရှိမာဆာအီချီလို့ခေါ်တဲ့ဂျပန်ဆရာဝန်တူပါသူက1926ခုနှစ်ကနေ1945ခုနှစ်အထိတပ်သူအရေးပြားပေါင်း2000ကျော်ကိုစူးစောင်းခဲ့သူပါဖူကိုရှိမာဆာအီချီကို1898ခုနှစ်ဇန်နဝါရီမှာမွေးဖွားခဲ့ပြီးဂျောဂါဗီဒါပညာရှင်နဲ့တိုဂျိုရှိနီပိုစစ်တပ်ကတို့ရဲ့ဂုံနူးဆောင်ပါမောက်ကတပ်ဦးဖြစ်ပါတယ် ဖူကူရှိမာဆာအီဂျီဟာတိုကျိုအင်မာရီယယ်ယူနီဗာစီတီရဲ့ဆေးပညာဌာနမှာပညာသင်ကြားခဲ့ပါတယ်။ဂျာမနီနိုင်ငံမှာပညာစည်းပူးပြီးနောက်1934ခုနှစ်မှာကာနာဇာဝါတက္ကသိုလ်ရဲ့ဆေးကောလိပ်မှာလုပ်ကမ်းခဲ့ပါတယ်။သူဟာဂျပန်ယောဂဗီလာအသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပါတယ်။သူဟာအစပိုင်းမှာစစ်ပလင်ယောဂ၊ကာနာဒါယောဂကြောင့်ဖြစ်တဲ့သွေးလွှဲကြောရောင်ခြင်းနဲ့တန်းရွှဲကလင်းယောဂတွေကိုသူတည်တနာလုပ်ခဲ့ပါတယ်။ သူတွေတနာပြီးလုံးနေရင်အီပြားပေါ်ရှိတတူးမေဟာစစ်ပလီယောဂရဲ့အနာတွေအမာယုတွေပြောင်းပင်သွားတာကိုသတိပြုမိပြီးနောက်တတူးအမှုပညာအပေါ်စိတ်ဝင်စားလာခဲ့ပါတယ်ဖူကိုရှိမာဆာအီချီကိုတိုင်ကတော့တတူးထိုးထားတာမရှိပါဘူးသူဟာ1950ခုနှစ်ကတည်းကတတူးပါတဲ့အီပြားကိုသူတွေတနာပြုကိုစတင်စိတ်ဝင်စားခဲ့ပြီး1920ပြည့်လွန်နှစ်တွေမှာတော့တတူးအီပြားတွေကိုစနစ်တကျစုဆောင်ခဲ့ပါတယ်ဒေါက်တာဖူကိုရှိဟာတတူးအီပြားစုဆောင်မှုအတွက် တတူအပြည့်ထိုးထားသူတွေစီကနေအလူခံခဲ့ပါတယ်။အဲ့ဒီသူတွေဟာသူတို့တည်ဆောင်းတဲ့အခါသူတို့ရဲ့အရေးပြားကိုဒေါက်တာဖူကူရှိစီကိုလူရမ်းဖို့သဘောတူခဲ့ပါတယ်။တတူထိုးဖို့ငွေကြေးမတတ်နိုင်သူတွေကိုတော့တတူထိုးဖို့ငွေကြေးပေးပြီးတည်ဆောင်းပြီးနောက်အရေးပြားကိုလူရမ်းဖို့သဘောတူညီချက်ယူခဲ့ပါတယ်။ဒေါက်တာဖူကူရှိစီကိုအရေးပြားလူရမ်းသူအများစုဟာယခုစားတွေဖြစ်ပြီးအလို့သမားတွေလက်မှုပညာတွေရပ်ဘွဲကောင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။ ယာကူဇာတွေဟာအရေးစုံကြီးလို့ခေါ်တဲ့ရိုးရာတတူထူခြင်းအမှုပညာကိုဂုဏ်ယူစွာလက်ခံကျင့်သုံးခဲ့ကြသူတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့တတူတွေဟာအရေးအသွေးအမြင်မှဆိုအမှုပညာလက်ရာတွေဖြစ်နေတတ်ပါတယ်။အဲ့ဒီခေတ်ကဂျပန်လူမှုအတိုင်းဝိုင်းမှာတတူထူထားသူဆိုတာလူမှုရေးအရာအနည်းငယ်ရှိသူအဖြစ်သတ်မှတ်ခံရတာမျိုးရှိပါတယ်။ဒါပေမဲ့ဒေါက်တာဖူကူရှိကတော့ အဲ့ဒီယူဆကိုစန့်ကျင်ခဲ့ပြီးတတုထူထားသူတွေနဲ့ရင်းရင်းနှီးနှီးပေါင်းခဲ့ပါတယ်ဒေါက်တာဖူကူရှိဟာ1946ခုနှစ်ကနေ1945အထိတတုရေပြာပေါင်း2000ခန့်နဲ့ဓာတ်ပုံသုံးလောင်းကျော်လို့ပူစုဆောင်နိုင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဒေါက်တာဖူကူရှိစုဆောင်ခဲ့တဲ့တတုရေပြာတွေဟာ ်ရရင်ပုံကျဲခံရတဲ့အထဲမှာပါသွားခဲ့ပြီးအည်ပြန်းတရား၅ခုသာကျန်ရခဲ့ပါတယ်။ဒေါက်တာဖူကူရှိဟာ1956ခုနှစ်သူ့အသက်88နှစ်အရွယ်မှာပွေလွန်ခဲ့ပါတယ်။ဒေါက်တာဖူကူရှိကွယ်လွန်ပြီးတဲ့နောက်မှာသူ့ရဲ့သားဖြစ်သူဖူကူရှိကာဆိုနာရီဟာသူ့ဖခင်ရဲ့လုပ်ငန်းကိုဆက်ခံခဲ့ပါတယ်။ ဖူကူရှိကာဆွန်နာရီဟာသူဖခင်ဒေါက်တာဖူကူရှိမပွဲလွန်ခင်ကတည်းကတတုရေပြထိန်းသိမ်းရင်းနည်းပညာတွေကိုလေ့လာခဲ့ပြီးဖခင်ရဲ့ project ကိုကူညီအားပေးပေးသူဖြစ်ပါတယ်ဒေါက်တာဖူကူရှိစုဆောင်ခဲ့တဲ့တတုရေပြတရား၅ခုကိုလက်ရှိချိန်ထိတူတူတက်ကတူကစေဘန်ဆိုင်ရာယောဂဗေဒပြတိုင်းမှာတားရှိလာပါတယ်ဒေါက်တာဖူကူရှိရဲ့စုဆောင်မှုဟာဂျပန်ရဲ့တတုအမှုပညာသမိုင်းတလျှောက်လူမှုအတိုင်းအဝိုင်းအမျိုးမျိုးရဲ့ရုပ်ပိုင်းဆိုင်ရာမှတ်တမ်းတစ်ခုလို့လည်းဆိုနိုင်ပါတယ် အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။